တင်နဲ့ပေါင်းနေတဲ့လူငိုင်းအောင်ကိုပြပြပါတင်ဘဝဘလောက်ထိအခြေအနေရောက်နေလဲဆိုတာပြပြပါမယ်ဒါက Jim Rohn ပြောရတဲ့စကားဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတော့ကိုဘဝအပြောင်းလဲဖြစ်စေတဲ့အရာကဘာလဲဒီအရာအတုံးချလို့ရှင်ဘလို့အပြောင်းလဲဖြစ်သွားမလဲဆိုတာပြပြပါမယ်ဒီနေရာတွေက Harvard တုတေသနတွေ Holy တကျော်ဖြစ်ပြီးတော့မှဝဝကွယ်အောင်မြင်ခဲ့တဲ့တုတေသနတခုဖြစ်ပါတယ်မိတ်ဆွေဒါလေးတီးပြီးွားရအောင်မသိဘူးမိတ်ဆွေကဝါးတဲ့တငယ်ချင်းနဲ့ပေါင်းနေဆိုလို့ရှိရင်မိတ်ဆွေကဝါးဖို့အလားအလား98ရာခိုင်နှုန်းရှိတယ် မိတ်ဆွေကစလိတောက်တဲ့ငွေချင်းနဲ့ပေါင်းရင်စလိတောက်တဲ့တော့ဘို့တော့59ရာခိုင်နှုန်းရှိတဲ့ဒါတွေကိုကျွန်တော်တို့ဘယ်လိုမျိုးကြော်လောင်းမလဲဒီနေ့မှကျွန်တော်ဒီပိုင်းလေးကိုအဓိကပြပြအောင်ပါမယ်အဲ့တော့ okay ကျွန်တော်တို့ proximity is power ဆိုတဲ့စကားလုံးလေးမိတ်ဆွေကြားဖို့မလားတော့မသိဘူးကျွန်တော်တို့ပေါင်းတင်တဲ့လူတွေကကျွန်တော်တို့ဘဝမှာလာပြီးမှတက်ရောက်မှုတွေအများကြီးကျွန်တော်ရှိပါတယ်အဲ့တော့ကျွန်တော်ဒီနေ့မှ slide နှစ်ခုနဲ့ပြကြည့်မယ်မိတ်ဆွေနဲ့ဘယ်ဟာပိုအဆင်ပြေလဲဆိုတာကိုကျွန်တော်တစ်ချက်ပြောပေးတစ်ခုကအင်္ဂလိပ်လို slide နောက်တစ်ခုကကျွန်တော် မြန်မာလို slide အဲ့တော့ပတ်စံနဲ့နေပတ်စံရှာပို့လွယ်ပညာနဲ့နေပညာရှာပို့လွယ်တရားတစ်ပါးနဲ့နေလို့ရှင်တရားရှာပို့လွယ်ပြဿနာနဲ့နေလို့ရှင်တော့ဒါပြဿနာဖြစ်ဖို့ပို့လွယ်အဲ့တော့ကိုကနေပြီးတော့မှပတ်စံနားနေတယ်ပတ်စံရှာနေလို့မှကြာနေလို့ကိုရဲ့အစွမ်းစားနေပဲစိုင်းနေဒီတော့ကျွန်တော်တို့ proximity is power ရဲ့အတိတ်ပဲကဘာလဲလို့ကျွန်တော်တို့ဟို ကြည့်ရမယ်ဆိုလို့ရှင် လူတွေဒီဘေးနားမှာရှိတဲ့ပတ်ဝန်းကျင်တွေပေါ်မှာမူတည်ပြီးကျွန်တော်တို့ကအပြောင်းလဲဖြစ်တယ်။ဘာနဲ့တူလဲဆိုအပင်တပင်ဒီမျိုးစေပဲကောင်းနေလို့မရအောင်မြေဩဇာလည်းကောင်းရတယ်ရေလောင်းပေါင်းတဲ့မှုလည်းရှိရတယ်ယာရီဥတုလည်းမှန်ကန်ရတယ်ဒီပုံမှာမူတည်ပြီးတော့မှတိုးတက်မှုဖြစ်တယ်။လူတွေကလည်းလားလို့ပဲလူတွေအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ပေါင်းတဲ့လူတွေပုံမှန်ပေါင်းတဲ့လူတွေကျွန်တော်တို့ကြည့်တဲ့မီဒီယာပြီးလို့ရှိရင်ကျွန်တော်တို့ဘယ်နားလေးမှနေနေလဲ ဒီຢာတွေကကျွန်တော်ရဲ့ mental framework လို့ခေါ်တဲ့ကဘာယုံမြင်တဲ့အမြင်ပေါ်မှာအများကြီးတက်ရောက်မှုရှိရတယ်။ဒါကြောင့်မို့အချိန်နဲ့အမျှဒီຢာတွေကကျွန်တော်ရဲ့စကားပြောတဲ့ပုံစံတွေစဉ်းစားတဲ့ပုံစံတွေကျွန်တော်ရဲ့ရည်မှန်းချက်ပန်းတိုင်းတွေကိုတက်ရောက်မှုရှိရတယ်။ဒါကြောင့်မို့ဆင်းရဲတဲ့ဒီမီတာစုကနေနောက်တစ်ဆင့်ကိုရောက်ဖို့အတွက်ဆိုလို့ရှိရင်တော်တော်လေးခက်ခဲတယ်။ဘာကြောင့်မို့ခက်ခဲလဲဆိုလို့ရှိရင်လူအယောက်တရာရှိလို့ရှိရင်ဒါအယောက်90တောင်မထွက်လာနိုင်ဘူး။ဘာလို့လဲ။ ဘာကြောင့်မလို့လဲဆိုလို့ရှင်ငငယ်လေးကတည်းကကျွန်တော်တို့တွေဒီကိုယ့်ရဲ့မိဘတွေပတ်ဝန်းကျင်တွေဒီဟာဒီတစ်ဆင့်ကျွန်တော်တို့က landing လုပ်ခဲ့ကြရတယ်။တချို့လူတွေတွေ့ဖို့မလားမသိဘူး။ကိုကနေပြီးတော့မှဒါဦးလေးရှိမှတွားအလုပ်လုပ်တယ်သူဘလို့စဉ်းစားလဲဆိုတာတိလာတယ်ဒီဟာမှတစ်ဆင့်အပြောင်းလဲဖြစ်လာတဲ့လူတွေဒါမျိုးတွေလည်းတွေ့ဖို့လိမ့်မယ်ဒါကြောင့်မလို့တရုတ်တွေရဲ့ အယူဆအရဆိုလို့ရှိရင်သူကအချင်းတစ်ခုရောက်ပြီဆိုရင်ဒါတရုတ်အကုန်လုံးတော့မဟုတ်ဘူးเนาะတချို့တရုတ်တွေဆိုလို့ရှိရင်ဦးလေးအိမ်မှာအတော်အိမ်မှာတွားလောက်ခိုင်းတယ်ဒီလိုလောက်ခိုင်းခြင်းအပြင်ကိုယ့်ရဲ့မိသားစုရဲ့စဉ်းစားရတဲ့ပုံစံပဲမဟုတ်ဘူးကိုယ့်ရဲ့အမျိုးတွေရဲ့စဉ်းစားရတဲ့ပုံစံစီးပွားရေးလုပ်တဲ့ပုံစံပြီးလို့ရှိရင်အောက်ခြေကနေစတင်နိုင်စွမ်းဒါရီကတူတည်တာပဲအဲ့တော့ဒီပတ်ဝန်းကျင်တစ်ခုဟာကျွန်တော်တို့ရဲ့ဒီတီးစိတ်ကိုမတီးစိတ်ကိုလွန်မှုမှုရှိနေတယ်အစပိုင်းမှာကျွန်တော်တို့ရဲ့ habit လို့ခေါ်တဲ့ daily routine တွေမှာတက်ရောက်မှုရှိမယ်မိတ်ဆွေရော ဒီဘုန်းကြီးเจ้าမနေရဲ့ပုံမှန်တရားထိုင်တဲ့ဘုန်းကြီးเจ้าမဆိုရင်ပုံမှန်တရားထိုင်ပြတော့မယ်တရားနဲ့နေရဲ့အတွက်ကြောင့်မလို့မစ္စရီဟက်ဘစ်ကိုလည်းလာပြီးတော့မှတရားမှုရှိမယ်နောက်တစ်ခါကျကိုယ့်ရဲ့ mindset စဉ်းစားတဲ့ပုံစံလောကကြီးကိုမြင်တဲ့ရှုထောင့်ပြီးလို့ရှိရင်စဉ်းစားတဲ့အသွေးပုံစံဒါတွေကလည်းကျွန်တော်တို့ပဝင်းကျင်တယ်ကျွန်တော်လွမ်းမိုးတာတကယ်လို့မစ္စရီကဘော့စတန်မှာနေတယ်ဟာဗတ်တက်ကရိုနာမှာနေတယ်တက်ကရိုကျောင်းသူကျောင်းသားတွေနဲ့တွေ့ နေကြဆိုရင်မိတ်ဆွေစဉ်းစားပုံစံပြောင်းသွားတာမျိုးတွေးလိမ့်မယ်တချို့ရေဆိုလို့ရှိရင်ဒါတိုးတက်တဲ့နိုင်ငံတွေရောက်သွားတယ်မြန်မာပြည်မှာရှိတော့တမျိုးတိုးတက်တဲ့နိုင်ငံရောက်သွားချင်မှတမျိုးသူတို့ရေစဉ်းစားရဲ့ပုံစံမတူတော့ရရမျိုးမိတ်ဆွေတွေးဘူးလိမ့်မယ်ဒါတွေကဘာလဲဆိုပတ်ဝန်းကျင်ကလူတွေကိုလွမ်းမိုးနေဆိုတဲ့ဥပမာပဲပြီးရင်ကျွန်တော်ရဲ့ energy တခါလေကြောက်လို့ရှိရင်အပူတွေဒီကြားထဲရောက်သွားပြီဆိုရင်ကိုကပူသွားတာမျိုးကြုံဘူးမလားမသိဘူးဥပမာဆိုကိုကဆေးရုံရောက်သွားတယ်မိသားစုတွေကြားထဲမှာသူတို့ကလည်းပူလောင်နေရင်ကိုကလည်းသူတို့တွေ့ရချိန်မှာဒီ ဆိုရင်တော့ကဗျာပါဒတွေများလာမျိုးတချို့ဆိုလို့ရှိရင်ဒီတိုင်းပဲစကားပြောလိုက်တယ်သူ့ရဲ့အပူတွေကိုကူးလာမျိုးကြုံတွေ့လိမ့်မယ်တချို့လူတွေနဲ့တွားပြီးတချို့အုပ်စုကြီးဈာထဲမှာဆိုလို့ရှိရင် energy ကောင်းမွန်တဲ့ positive energy ကိုလေကျွန်တော်တို့ရတာမျိုးတွေ့လိမ့်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဘေးနားမှာရှိတဲ့လူတွေကကျွန်တော်တို့ရဲ့ standard လို့ခေါ်တဲ့စံနှုန်းတက်ရောက်မှုရှိစေကိုယ့်ရဲ့အပေါင်းအသင်းတွေကဘယ်လောက်ချမ်းသာလဲချမ်းသာမှုတွေကကျွန်တော်တို့ပုံမှန်တက်ရောက်မှုရှိရင်သူတို့ကဘယ်လောက်ထိဒီ strong ဖြစ်လဲ ဒါတွေကလည်းကျွန်တော်ပေါ်တက်ရောက်မှုရှိတယ်။ဒါကြောင့်မို့လူတွေကဂျင်သွားပြီဆိုလို့ရှိရင်ဒီဓာတ်တူရာစုဆိုတဲ့ဟာဒီမှာလည်းဥပမာတစ်ခုအနေနဲ့ကြည့်လို့ရတယ်။အဲ့တော့မိတ်ဆွေရဒီဗီဒီယိုလေးမှာကျွန်တော်ဘာတွေပြပြအောင်မလဲဆိုတာလေးကိုအချိန်ဆုံးပြပြရမယ်။ဒီဗီဒီယိုကြည့်ပြီးသွားပြီဆိုလို့ရှိရင်တူတီတနာနဲ့ပတ်သက်တဲ့အပိုင်းပြီးသွားလို့ရှိရင်လက်ထွေးပေါ်မှာအတုံးချလို့ရတဲ့အပိုင်းပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီနိုင်ငံမှာမင်းနေတဲ့ culture အရစဉ်းစားတဲ့ပုံစံဒါတွေပြပြအောင်ပါမယ်။တစ်ခေါက်ကလည်းကျွန်တော်ဗီဒီယိုတစ်ခုမှတွေးလိုက်တယ်။ တကယ်နာမည်ကြီး social media influencer တယောက်ကပြောလိုက်တယ်လူ100ယောက်နဲ့တစ်ထည်100ယောက်နဲ့နေလို့ရှိရင်နောက်ထပ်တစ်ထည်ရာကိုဖြစ်လိမ့်မယ်17ယောက်မြောက်ကတစ်ထည်ဆိုဖြစ်လိမ့်မယ်ဆိုကြိုက်တဲ့လူတွေလည်းရှိရင်တချို့လူတွေကြောက်လဲဝေဖန်ကြတယ်ဥပမာဆိုရင်တချို့ဆိုရင်အရက်တောက်တဲ့တစ်ထည်နဲ့တွေ့တယ်ပြီးတော့သူကပါအရက်တောက်တဲ့တော်တယ်ဆိုခုနကပြောလို့ပဲကျွန်တော်တို့က အရက်တောက်တဲ့တထိုင်နဲ့ပေါ့မီအရက်တောက်တတ်တော့တာသူကအရက်တောက်တာပဲသူလေ့လာပြီးတော့မှခုနကတော့ပြောတယ်ပတ်ဆံအောင်မရှာရလဲဖြစ်နိုင်တယ်နောက်တစ်ခါကျတော့အဲ့တထိုင်ကိုတန်းမိဘအမွေပဲရပြီချမ်းသာတာမျိုးလေဖြစ်နိုင်တယ်တကယ်ကိုလက်ကိုချင်တဲ့တကယ်အလုပ်လုပ်ခဲ့တဲ့လူတွေကသူတို့စဉ်းစားတယ်ပါနဲ့တယ်ချင်းချင်းတယ်ဒါတွေတွေ့ပါလိမ့်မယ်အဲ့တော့လူတွေကလူတိုင်းကခုနကတော့ပြောလို့ဝါးတဲ့လူတွေနဲ့ပေါင်းတရရခိုင်တော့မဝဝအောင်ဒါပေမဲ့ ရာခိုင်နှုန်းတစ်ခုဖြစ်တဲ့59ရာခိုင်နှုန်းတော့ဝါဝါတယ်အလားတူပဲမိတ်ဆွေကချမ်းသာတဲ့လူနဲ့ပေါင်းတဲ့တော့ကြောင့်မလို့လေ100%ညောမချမ်းသာတော့ဘူးခုနကတော့ပြောလို့59ရာခိုင်နှုန်းကတော့မိတ်ဆွေကိုချမ်းသာဖို့တော့ကူညီပေးလိမ့်မယ်အရေးကြီးတာဒီကိုကအဲ့ဒီ59ရာခိုင်နှုန်းမှာပါဖို့အတွက်ဆိုရင်လေလာလားဆိုတဲ့အချက်လေးอ่ะ တချက်ပါလားအဲ့တော့ဒီအကြောင်းလေးကိုလည်းကျွန်တော်ပြပြပါမယ်ဥပမာဆို Jim Rohn ဆိုတဲ့ပုဂ္ဂိုလ်ကဒါ Tony Robbins လို့ခေါ်တဲ့ပုဂ္ဂိုလ်ရဲ့ဆရာပေါ့ Jim Rohn ဆိုတာတကယ် motivational speaker တယောက်လည်းဖြစ်တယ်ပြီးလို့ရှိရင်စာရေးရရလေးအရန်ကောင်းတယ်ပေါ့နော်သူကဘာပြောလို့လဲဆိုခမားနဲ့ပေါင်းနေတဲ့လူ9ယောက်ကိုပြားတယ်ခမားဘယ်လိုလဲဆိုတော့ကျွန်တော်ပြပြမယ်တဲ့အဲ့တော့ဒါအရန် perform ဖြစ်တဲ့စဉ်းစားနည်းတစ်ခုပေါ့ကိုယ့်ရဲ့ abounding เนี่ยကျွန်တော်တို့ရဲ့စဉ်းစားတဲ့ thought pattern ဓာရီကိုလာပြီးလွှမ်းမိုးမှုရှင်မိတ်ဆွေဓာလူတွေ့ဘူးလားတော့မသိဘူးကျွန်တော်တို့တရားခရီးတွေမှာဆိုတရားဓမ္မတွေစုံတွေ့ရနောက်တစ်ဆင့်ကိုတွားခြင်းနဲ့စီးပွားရေးဓမ္မတွေစုစည်းရနေရမှာဆိုစီးပွားရေးဓမ္မတွေအများစုရှိပြီးမှတိုးတက်ခြင်းနဲ့နေရမှာတိုးတက်ခြင်းနဲ့လူတွေရှိတယ်။တပြိုင်တည်းမှာပဲသူများအတင်းပြောအတင်းတော့မကောင်းတာတွေပြောအဖြစ်တင်တဲ့ group ကလည်းတတ်တတ်ရှိတယ်။အဲ့ဒီ group ကလည်းဒီပူနေတဲ့ group ကလည်းတည်တန့်ရှိတယ်။အဲ့တော့ဘူကောင်တွေကဘာလုပ်မလဲ။ဘူကောင်တွေကဘူမယ်။ဒီတော့ကျွန်တော်တို့က ဓာတူရစုဖြစ်တဲ့အတွေ့အကြုံတို့ဒီ top button တွေကိုလည်းကျွန်တော်တို့ကအဝဲဖြစ်ရမယ်ပြီးလို့ရှိရင်ဒီလူတွေနဲ့ပေါင်းရင်လူတွေပေါ်မှာမူတည်ပြီးကိုယ့်ရဲ့ personal standard တွေကဖြစ်လာမယ်ပြီးလို့ရှိရင် emotional climate လို့ခေါ်တဲ့စိတ်ခံစားမှုတွေပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့အနာဂတ်သွားမယ် future direction တော့မှလာပြီးတည်ရမှုရှိသေးတယ်မိတ်ဆွေစဉ်းစားကြည့်လိုက်အဲ့တော့ကျွန်တော်ငယ်ငယ်တုန်းကဆိုရင်ပေါ့နော်တတိထားမိတာဆိုရင်ဒါစီးပွားရေးလုပ်တဲ့တငယ်ချင်းတွေနဲ့ပေါင်းတယ်တို့ရောလည်း တို့ကိုတို့ရုံးကန်ရတယ်ဗောနော်တထီတာတွေမဟုတ်ဘူးအဲ့တော့ကျွန်တော်တူတူစီးပွားရေးလို့ဖြစ်သွားတယ်အဲဘောကမှចောင်းတက်နေရင်းနဲ့ဝင်ဝင်လဲရတာမျိုးကျွန်တော်ဖြစ်သွားတယ်ပေါင်းတင်းနဲ့အပေါင်းတင်းတွေကတော်တော်လေးကိုအရေးကြီးရယ်ဒီတော့ကျွန်တော်တို့ခုနကပြောသွားတယ် Harvard Tech Group ကပြုလုပ်ထားတဲ့ဒီ Nicholas နဲ့ James Fowler တို့ရဲ့ theory တခုရှိတယ်အဲ့ဒီ theory ကခုနက Harvard Tech Group ကပြုလုပ်ထားဖြစ်ပြီးတော့မှဝါးရင်လူနဲ့ပေါင်းရင်ဝါးနိုင်တယ်ဆလီတောက်တဲ့လူနဲ့ပေါင်းရင်ဆလီတောက်နိုင်တယ် အရက်တောက်တဲ့လူတွေနဲ့ပေါင်းအရက်တောက်နိုင်တယ်ပျော်တဲ့လူတွေနဲ့ပေါင်းလို့ရှိရင်ပျော်နိုင်တယ်မိတ်ဆွေစဉ်းစားကြည့်လိုက်ဘလောက်တော့မှကျွန်တော်တို့ပုံမှန်တက်ရောက်မှုကြီးလဲဆိုတာဒီတော့ကျွန်တော်တို့ဒီ social contagion theory ပေါ်မှာမူတည်ပြီးမှကျွန်တော်တငယ်ချင်းတွေရွေးပေါင်းမှုလို့ရယ်ပြီးွားရင်လောကနီတီမှာလည်းရှိရယ်လူမိုက်ဆိုရင်ရှောင်းတွေ့လေလို့မမီဝဲနဲ့ကင်းအောင်နေဆိုတာဘာကြောင့်မလို့ဒီလိုဖြစ်တာလဲဆိုရယ် science ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့အုံးတော့မှာ mirror neuron ဆိုတာရှိရယ် မိတ်ဆွေကြုံမှုမလားမသိဘူးကိုကတငယ်ချင်းအရန်ခင်တဲ့တငယ်ချင်းနဲ့စကားပြောတဲ့အချိန်မှာသူ့ရဲ့စကလုံးကိုကိုပစက်ထဲရောက်လာတယ်သူ့ရဲ့အမူအရာကိုနဲ့ပုံစံတူလာတာမျိုးဒါကဘာဖြစ်နေလဲ mirror neuron ဆိုတာဖြစ်နေရကျွန်တော်တို့ဒီ mirror neuron ကကျွန်တော်တို့ပုံမှာတက်ရောက်မှုကြီးအများကြီးကြီးဥပမာဆို time မှာနေဆိုကိုကလက်အုပ်ချီတက်လာတာမျိုးတို့တခြားလူတွေနဲ့စကားပြောပြီးစင်အရန်အရန်အရန်ထူးဆန်းတယ်အဲ့တော့ဒီ mirror neuron ဆို အလုံးလုံးတဲ့ပုံစံကလူတွေမှာအာတန်းပြီးဆိုတယောက်နဲ့တယောက်ပြန်အာတန်းတာပြီးလို့ရှိရင်တခြားလူရဲ့ language စကားပြောတဲ့ပုံစံကိုပေါ်လွမ်းမမှုရှိတာဒါတွေကအများကြီးတက်ရောက်မှုရှိတယ်။မိတ်ဆွေကအင်္ဂလိပ်စကားပြောတဲ့နေရာတစ်ခုကိုတွားကြည့်ကြည့်ကိုကအင်္ဂလိပ်လိုလည်းအခြေခံလေးနဲ့တက်တယ်ဆိုရင်ဖြည်းဖြည်းချင်းစီပြောထွက်လာလိမ့်မယ်။ဒါကကျွန်တော်တို့အရင်ဒီ mirror neuron ရဲ့လုံးဆောင်နိုင်ဆုံးပေါ့ mirror ဆိုတော့ကျွန်တော်မယ် mirror neuron ဆိုတော့ တယောက်တွေ့ပြီးတော့အဲ့ဒီရဲ့လုတ်တဲ့ပုံစံတိုင်းကျွန်တော် live လုတ်ချင်တာလူတွေရဲ့တဘောတရားအရအဲ့တော့ပထမဆုံးဆိုကျွန်တော်ကကြီးလိုက်ရင်တတိပြုမိမယ်ဒီယာမတ်ဆင်ဘာဖြစ်လို့တခြားလူတွေရဲ့ behavior ကိုကြည့်မယ်ဒီယာမတ်ဆင်ကျွန်တော် copy ကူးပြမယ်နောက်ပိုင်းကျတော့တတိမပြုမိလိုက်တော့ဘူးတွေးအမှုရာကိုလိုဖြစ်လာဒါက mirror neuron လို့ခေါ်တဲ့အချက်ကြောင့်မလို့ကျွန်တော်ဖြစ်လာတာဒါကြောင့်မလို့အောင်မြင်တဲ့လူတွေနဲ့တိုးတက်တဲ့လူတွေနဲ့ပေါင်းရင်တိုးတက်မယ် negative တွေပြောနေတဲ့လူတွေနဲ့ပြောပေါင်းမယ်ဆိုရင် negative တွေဖြစ်လာမယ် identity adaptation ဆိုတာကျွန်တော်ဖြစ်လာတယ် အောင်မြင်တဲ့လူမိတ်ဆွေစဉ်းစားကြည့်မိတ်ဆွေနဲ့ပေါင်းနေတဲ့လူကမာတီမီလီယနာ၁၀ယောက်ဆိုပါတော့အဲဆိုမိတ်ဆွေစဉ်းစားတဲ့ပုံစံနဲ့ပြောင်းလာမယ်ကိုရင်းအလုံးလုံးတဲ့လူတွေကလည်းအရေးကြီးတယ်အဲတော့ magnetic attraction ဆိုတာလေကျွန်တော်တို့ရှိတယ်ပြောရမယ်ဆိုရင်ကျွန်တော်တို့ culture မှာကြောင့်ထူးဆန်းတယ်ကျွန်တော်တို့ culture မှာကြောင့်တငယ်ချင်းတို့အရန်ခင်တယ်ဥပမာဆိုရင်ဘူပိတ်နေတဲ့လူဆိုရင်ကျွန်တော်တို့ကကူညီပေးခြင်းတယ်အများစုကူညီပေးခြင်းတယ်ပတ်သက်မရှိတဲ့တငယ်ချင်းကိုချီးပီးလိုက်တယ်ကိုကဘာသူ့အပူကြီးကူလာအောင်ကျွန်တော်မှဖြစ်ဖြစ်တယ် တရုတ်မှာကြောက်လို့မဟုတ်ဘူးထိုးရဲ့ culture အများစုမှာကြည့်မယ်ဆိုရင်ခမားကနော်ခုံမရောက်ဒီမရောက်တော့မပေါက်မရောက်ဆိုရင်ဘယ်သူမှလည်းဂိူးမဆိုင်ဘူးမိတ်ဆွေအောင်မြင်တော့ဘေးနားလေးမှာအမြိုင်းဝိုင်းနေနေပဲဘာလို့သူကအောင်မြင်တဲ့ဓာတ်ကိုကူးကျင်တာအောင်မြင်ဘေးနားမှာရှိရင်ကိုကကြောက်ရှင်ဘေးနားမှာမရှိတော့ဘူးကောင်းတယ်လို့ပဲပြပမကောင်းဘူးလို့ပဲပြတို့ရဲ့ကြီးပြင်းလာတဲ့ psychology မှာကြည့်မယ်ဆိုလို့ရှိရင်တို့ကဘူရဲဟာဓာတ်ကိုရှောင်းတယ ဲ့တော့ကျွန်တော်တို့ရှိမှာကြတော့ဒါတကယ်ချင်းချင်းခင်တာအားနာတာဒါတွေကကျွန်တော်တို့ပုံမှာတရားမှုရှိတယ်ပေါ့ကျွန်တော်တို့ဒီတစ်ချက်ကလည်းကျွန်တော်ကွာခြားချက်လေးတစ်ခုတတိပြုမိရနောက်တစ်ခုကပဝင်းကျင်ရဲ့ဒီ power ကျွန်တော် James Clear ရဲ့ Atomic Habits ဆိုတဲ့စာအုပ်ရှိတယ်အဲ့ဒီ Atomic Habit ကသူကဘာပြောလဲဆိုရင်လူတွေဒီကိုယ်လိုချင်တဲ့အရာတွေကိုရတာမဟုတ်ဘူးတဲ့နော်သူပြောတဲ့ဟာဘယ်အရာကိုရတာလဲလို့ပြောလို့ရှိရင် ကျွန်တော်တို့ရဲ့ချမှတ်ထားတဲ့စနစ်ပေါ်မှာမူတည်ပြီးတော့မှပဲကျွန်တော်တို့လိုချင်တဲ့ရလဲရတယ်တဲ့အဲ့တော့စနစ်ဆိုတာဘာလဲမိတ်ဆွေပြန်စဉ်းစားကြည့်ပတ်ဝန်းကျင်ကိုဘီနာမှာရှိရလူပြီးလို့ရှင်ကိုရဲ့ဒီဟိုအလုတ်လို့တော့မယ်ဆိုအလုတ်စပွဲဒါရီပါပါတယ်ဒီပတ်ဝန်းကျင်ကကျွန်တော်တို့ပုံမှာလွမ်းမိုးမှုရှိရရီမန့်ချက်ပန်းတိုင်းရှိုံနဲ့ကျွန်တော်တို့လိုချင်နေရမရောက်လောက်ကျွန်တော်တို့မှာ supporting system ရှိရမယ်ပြီးလို့ရှင်ကိုရဲ့ circle group oriented people နဲ့တွေးဖို့လိုတယ်ပြီးလို့ရှင်ဒါမှပဲကျွန်တော်တို့ consistent achievement တွေရပြီးနောက်တစ်ဆင့်နောက်ဆင့်လင်းသွားနိုင်မှာကိုယ့်ရဲ့ပတ်ဝန်းကျင်အရေးကြီးရယ်ပတ်ဝန်းကျင်တခြားရွေးဖို့အရေးကြီးရယ်ဘာကြောင့်မလို့လဲဆိုရင် will power ဆိုတာရှိရယ်မိတ်ဆွေကအိမ်မှာစားစရာတွေအများအများနေရယ်အနှံ့လေးတွေကလည်းမွေးနေရယ်ပြီးတော့ရှင်ရေခဲတက်တာတွေမှလည်းထည့်ထားတယ်တပြိုင်တည်းမှာပဲမိတ်ဆွေက will power ရှိငါမဆောင်မဆောင်မဆောင်လို့လုပ်တယ်ဘာဖြစ်လဲဆိုဒါဒီအကြိုင်မခံဘူးဘာလို့လဲဆိုရင် will power ဒီ battery လိုပဲအချိန်ကြာလည်းနဲ့အမြရောသွားနိုင်တယ်အာ ကျွန်တော်တို့ environment ကိုတခြား design လုပ်ရတယ်ဒီ design လုပ်ချင်းนี่ကျွန်တော်တို့ပုံမှာတက်ရောက်မှုအကြီးရှိတယ်ဒါကြောင့်မလို့ဒါအောင်မြုံမရှိပါနဲ့ကျွန်တော်တို့ wave power လို့ခေါ်တဲ့စိတ်ဆွမ်းအောင်ပဲအာမကုန်နေကျွန်တော်တို့ပတ်ဝန်းကျင်ကိုညံသုံးပြီးတော့မှစီစဉ်ရမှာဗုဒ္ဓတော်မှာဒါနန်းတော်ကိုနန်းစုံပြီးရတဲ့အချိန်ကျတော့လူတူနေတဲ့နေရာမှာလာကျွန်တော်တို့တရားတထိုင်နေတရားရှာတယ် ျွန်တော်တို့ဘဝမှာလည်းပေါဝင်ခြင်းဒီအင်မတန်အရေးကြီးရယ်ကျွန်တော်တို့ဘူကောင်တွေကိုရှောင်လို့ပြောတာ Warren Buffett ဆိုလို့ရှင်လည်းကြည့်မယ်ဆိုရင်သူဒီချမ်းသာတဲ့လူတွေတူတဲ့ပိုတော်တဲ့လူတွေသူအားကိုးလို့ရမဲ့လူတွေဒါရီနဲ့ပဲပေါင်းတယ်ဒါဒီ Warren Buffett ရဲ့ rule ဆိုခေါ်တယ်ဗောနော်အဲ့တော့မိတ်ဆွေပြန်ပြီးစဉ်းစားကြည့်မိတ်ဆွေနဲ့အမြဲတမ်းပေါင်းနေလူ9ယောက်ကဘယ်လိုတွေလဲအဲ့ဒီလူရဲ့ average ပဲမိတ်ဆွေကနောက်တစ်ခါကျတော့ကိုယ်နောက်တစ်ဆင့် stretch လုပ်ပေးနိုင်မယ်ပေါဝင်ခြင်းဆိုပါဖြစ်မယ်ဥပမာဆိုရင်ကိုယ်က တက်ဂရူတွေဖြစ်မလားဒါမှမဟုတ်ဆရာတွေဖြစ်မလားဂရူတွေဖြစ်မလားလူတွေဖြစ်မလားဒီလူတွေကိုကျွန်တော်တို့ရှာကြည့်ပြီးတော့လို့တခြားလူတွေရဲ့ကိုယ်ပေါ်လွမ်းမမှုအောင်ဘယ်လိုရှိလဲဒါတွေပြန်ကြည့်လို့ရတယ်အဲ့တော့တချို့လူတွေကြတော့ forward thinking လို့ခေါ်တဲ့အနာဂတ်ကိုကြိုပြီးတော့မှစဉ်းစားတာပြီးတော့လို့ရှိရင်ရဲ့ရောတာဒါတွေရှိမယ်နောက်တစ်ခုကကိုယ့်ရဲ့ mental space ကိုလည်းကျွန်တော် protect လုပ်ဖို့လိုတယ်တနည်းအားဖြင့်ပြောမယ်ဆိုမိတ်ဆွေမြန်မာပြည်မှာအများဆုံးကပူကောင်းနေမယ်ဘာလို့လဲဆိုတော့သူတို့လည်းအပြစ်တတင်လို့မရအောင် တို့ဖြစ်ချင်တဲ့အတိုင်းမဖြစ်ဘူးဖြစ်ချင်တဲ့အတိုင်းမဖြစ်လာတဲ့အချိန်မှာတို့တော်တော်လေးခံစားရပြီးသွားတဲ့အချိန်ကျတော့ဒါဘူပဲပူနေ complaint တွေပဲများနေဒီလူအများစုကမိသားစုတည်းမှဆိုလို့ရှိရင်တော့ကျွန်တော်ပြုပြင်ရတာတွေပါတယ်ရှိလိမ့်မယ်အများတန်းကျွန်တော် boundaries တခုထားရတယ်ကိုယ့်ရဲ့မိဘတွေဖြစ်နိုင်တယ်ဒါမှမဟုတ်ညီကိုမောင်နှမတွေဖြစ်နိုင်တယ်ကိုယ့်ရဲ့ဒါယောက်ျားအမျိုးသမီးဖြစ်နိုင်တယ်ဒီတော့ကျွန်တော်တို့ကဘာလို့ထားမလို့လဲ space ထားပြီးမှကူညီပေးရတယ်ကိုယ့်ရဲ့အနီးဆုံးနေကြတော့ဒါပေမဲ့ကိုယ့် မင်းမဆိုင်တဲ့လူဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ကပတ်သက်စရာမလိုဥပမာဆိုရင်ကျွန်တော်တို့ social media မှာ negative comment လာလို့တယ်ကျွန်တော်တို့ကရှင်းတယ်ဘန်းဘာကြောင့်မို့လဲဆိုရင်ခုနကတော့ပြောလို့သူတို့မဘန်းချင်အမြဲတမ်းကျွန်တော်ပြန်ထုတ်လို့ရတယ်ကိုယ့်ရဲ့ဒီဒီရတွေဒါပေမဲ့သူတို့ကအမြဲတမ်းလာပြီးတော့မ comment လာလို့နေဆိုဓာတ်ကူးတွေဟောင်းမခံကျင်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဘန်းနေရမယ်ကျွန်တော်လုပ်တယ်မိတ်ဆွေဘွားမှာလည်းဘူကောင်းလေးကိုရှောင်းပါရှောင်းလို့မရတဲ့လူတွေတော့စီးချပြီးမှကျွန်တော်တို့ပြင်ပြီးဒါမှပဲကိုပွားအောင်နောက်တစ်ဆင့်တွားလို့ရမှာ ကျွန်တော်ရှောင်းအောင်ပါလူမိုက်တွေရှောင်းအောင်မယ် round proximity ကိုနဲ့ပေါင်းနေတဲ့လူကပတ်စံလည်းမရှိပတ်စံလည်းမဝင်အရေးချင်းလည်းမရှိတိုးတက်ချင်းတွေလည်းမရှိတင်းလို့လူကျွန်တော်ရှောင်းအောင်အတင်းအပြောပြီးလို့ရှိရင်တခုခုဆိုလို့ရှိရင်အာဖြစ်နိုင်ပါမလားတခြားလူတွေကိုအပြစ်တင် blame လို့ပြီးလို့ရှိရင်ရီမန်းချက်ပန်းနိုင်အကြီးကြီးထားရအောင်ပဲဟာတာလို့ဖြစ်ဒီလိုလူတွေရှောင်းအောင်ဒီလိုလူတွေကပါလဲဆိုရင်ကိုဘဝကိုဖျက်ဆီးမဲ့လူတွေကျွန်တော်နိုင်ငံဆင်းရဲနေပြီဒါနောက်ကျနေပြီဒါအနောက်ဆုံးဖြစ်နေပြီဒါကျွန်တော်တို့က ဒီနေရာမှာပဲတွားနေမယ်ကိုကိုကိုနောက်တစ်ဆင့်တွားဖို့အတွက် ကောင်းတဲ့လူတွေရွေးချယ်မပေါင်းသင့်ဘူးဆိုကျွန်တော်တို့ပါတိုင်ဘက်ကောင်မှာအဲ့တော့ကိုတောင်ဝင်ကကိုကိုကိုတိုးတောင်ရင်လို့ပြီးွားမှာကိုရဲ့အချစ်ဆုံးလူတွေကိုရဲ့အနီးဆုံးလူတွေပြီးွားမှာတခြားလူတွေကိုပြန်ပြီးတော့တုတ်ပေးနိုင်မှာပေါ့ဒါကြောင့်မို့ကိုရဲ့ proximity upgrade လုပ်ပါကျွန်တော်တို့ရဲ့ community ဒီရမှာတစ်ဆင့်ကျွန်တော်တို့မီတာစုတွေရှိမယ်ကိုမီတာစုတွေမှာရှာလို့မရအောင်ဆိုရင်ကျွန်တော်အနေနဲ့ကတော့မိတ္တုတွေမှာရှာလို့မရဘူးဒီတော့ဘာလို့လဲဆိုတော့ sound တွေတွေရှာတယ်ပြီးလို့ရှင် audio programming ကျွန်တော်လုပ်တယ်တင်နန်းတွေတက်တယ် ပြီးတော့မတူညီတဲ့ community တွေနဲ့ export လုပ်ကြည့်တယ်ခီးတွေတွားကြည့်တယ်ဒါတွေလုပ်တယ်ပေါ့နော်ဒီလိုလုပ်တဲ့ချိန်မှာလောကကြီးကိုမြင်တဲ့အမြင်ကပို့ပြီးမှပြတ်သားလာတယ်တခြားအမြင်တွေကနေလည်းကြီးတက်လာတယ်ဥပမာဆိုရင်ကျွန်တော်တို့ဒီ tech group အကောင့်သားတွေကျွန်တော်တို့အချိန်ပေးပြီးအကြာယူတော့မတက်နိုင်ဘူးဒါပေမဲ့ကျွန်တော်တို့ရက်တိုလေးတွားလို့ရတယ်တလားတို့နှစ်ပတ်တို့အဲ့တော့တွားကြည့်ကဘာထိတ်တန်တက်ကူတွေတွားကြည့်တယ်တွားကြည့်ချိန်မှာဟာတော်တော်လေးမိုက်တယ်တော်တော်လေးကိုမမြင်ဘူးတဲ့ ဒီ perspective တွေရတယ်အလားတူပဲကျွန်တော်ကျွမ်းကျင်တဲ့သင်တန်းတွေတော်တက်ကြည့်ကျွန်တော်ဘဝပေါ်မှာလာပြီးတက်ရောက်မှုရှိတယ်ဒီကမ္ဘာ real world example မှာဆိုလို့ရှိရင်လည်းဒါအောင်မြင်တဲ့လူတွေဆိုအောင်မြင်တဲ့လူတွေအချင်းချင်းပဲဝင်းရတာကြတော့ကျွန်တော်တွေ့လိမ့်မယ်ကိုဝင်းရတဲ့လူကကျွန်တော်ဖြစ်လာမယ်ပတ်ဝန်းကျင်ကိုတေချာလေး design လုပ်ဖို့လိုပါတယ်အဲ့တော့ကိုကိုနဲ့အမြဲတမ်းပေါင်းနေတဲ့လူငါးယောက်ကိုကျွန်တော်ကြည့်ပြီးတော့ရှင်ကျွန်တော်အချင်းတချို့ကိုကိုယ့်ဘက်ကိုပေးပြီးတော့မှ stretch လုပ်ကြည့်ဥပမာကိုယ့်ရဲ့အရေးအချင်း ကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်ကိုယ့်ရဲ့အစွမ်းဆောင်တိုးတက်စေမယ့်အရာတွေအတွက်အချိန်ပေးတယ်။ဥပမာအားဖြင့်ကိုကလူရှိသူရှိမှစကားပြောခြင်းနဲ့အချိန်တစ်ခုပေးဒီအောင်ရအောင်လုပ်ကြည့်။ကိုကနေပြီးတော့မှဒီမတူညီတဲ့လူတွေနဲ့တွေ့ခြင်းနဲ့တွေ့ရမယ်။ဒါအောင်လုပ်ကြည့်။ပြီးတော့ကျွန်တော်တို့ podcast လုပ်ခြင်းနဲ့မလုပ်ရရဘူးဒါလေးတွေလုပ်ကြည့်ပါနော်။အဓိကကျွန်တော်တိုးတက်ခြင်းတဲ့ area ပဲပေါ့နော်။ကျန်းမာရေး၊ကြံခံရေးဒါမှမဟုတ်ငွေရေး၊ချေးရေး relationship ဒါတွေကျွန်တော်တို့ရှိမယ်။ ဒါရီတောင်းဖို့အတွက်ကိုမှတယောက်တည်းမလုပ်နိုင်အောင်ဆိုရင်ဒီနေ့ခေတ်က coach တွေခေါ်လို့ရတယ်။အဲ့တော့ကျွန်တော် accountability partner လို့ခေါ်တယ်။ဘာနဲ့တူလဲဆိုမိတ်ဆွေရဗျာ။ gym ဆက်သွားတယ်။ကိုက blue မှမလုပ်တတ်ဘူးဆိုပေါ့။ဆက်တရောတွေ့ရယ်။ကိုလုံးချင်လို့တွားလို့နေလို့ရမရအောင်။ဒီလိုချိန်ညကျွန်တော် coach ခေါ်ရတယ်။ကိုကဘာလုပ်ချင်တာလဲ weight တင်ချင်တာလား weight ချချင်တာလားဒါမှမဟုတ်ကျွန်တော်တို့ muscle ရချင်တာလားဒီပေါ်မှာ motivate ရောမှတူအောင်ကျွန်တော်တို့ guide လုပ်သွားပေးရယ်။ဒီလို accountability partner နဲ့လည်းကျွန်တော်တို့တွားလို့ရပါတယ်။အဲ့တော့ဒီ video လေးမှာဒီကပြောခဲ့တာ proximity is power ကျွန်တော်တို့ဘာနဲ့နီးတယ်လဲမုတ်ဆိုးနာနီးမုတ်ဆိုးတန်ငါနာနီးတန်ငါဆိုတာကြားလို့ရမယ်အလားတူပဲကျွန်တော်တို့ပြန်မေးရမှာငါဘသူနာနီးတယ်လဲအဲ့တော့မန်ကန်တဲ့နေရာမှာရှိနေပြီဆိုရင်နီးတဲ့ဟာမန်နေပြီလေငါတွေးတာငါကြံစီတာငါလှုပ်ဆောင်တာကိုမန်လားဆိုတော့ပြန်ပြီးမှလှုပ်ကြည့်ကြည့်ပါကိုကအလုတ်လှုပ်နေပြီဆိုရင်အရေးကြီးဆုံးက boss ကိုရဲ့ boss ကြီးကိုတင်ယူလို့ရလားဒါဟုတ်ကြည့်ကြည့်အဲ့ဒါမရရင်မတင်ယူအဲ့အလုတ်မလုံးနဲ့ ကျွန်တော်အမြင်နဲ့စဉ်းစားရတယ်အလုပ်တစ်ခုမှာပတ်စံအတွက်ပဲမဟုတ်ဘူးကျွန်တော်အနာဂတ်ကိုကျွန်တော်ကြည့်ရမယ်ကိုယ့်ရဲ့မိသားစုဒဲကတဆင့်ကိုယ်ကဖောက်ထွက်ခဲ့ရဆိုအနာဂတ်ကိုပို့လို့အောင်ကြည့်ရအောင်မယ်ကိုကတင်လို့ရမယ့် boss တင်လို့ရမယ့် manager တင်လို့ရမယ့်အတိုင်းဝိုင်းမှာပဲလို့လို့အဲ့တော့ဒါလေးကတော့ဒီနေ့ကျွန်တော်ပြောပြသွားတဲ့အချက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဆက်လိုက်လေးကတော့ကျွန်တော်နောက်ခုလောက်ထားရပါတော့မြန်မာလိုဆိုလို့ရှိရင်တော့နည်းနည်းလေးနည်းနေနိုင်တဲ့အတွက်ကြောင့်လို့ကျွန်တော်မြန်မာလိုမပြောဘဲနဲ့ဒါအင်္ဂလိပ်ဘက်ကစလိုက်နဲ့ကျွန်တော်အတုံးပြူတော့ဗောနောမိတ်ဆွေတို့ကဘယ် တစ်ခုကပို့ပြီးကောင်းလဲဆိုတာလဲ comment မှာရေးကြလို့ရရေးခဲ့ပြီးပါအောင်အဆုံးထိပဲကြောင့်ကျေးဇူးတင်ပါတယ်အပေါင်းအသင်း you site ပါအားလုံးမင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ